အတိအတာဆုံးပြောရလို့ရှိလို့ရှိရင်မန္တလေးမြို့ဘုံမူဘာဒူးဦးဆောင်တဲ့တက်ကစပြီးတိန်းတဲ့နေ့လို့ခေါ်တယ်ကွာနော်။ဒါကိုဆွဲပြူပြီးတော့ငါတို့မြန်မာတက်မတော်နေ့ဆိုပြီးတော့တက်တော်နေ့ကိုကျင်းပခဲ့တယ်။နှစ်စင်နှစ်တိုင်းနော်အမှန်တကယ်ကဒါငါတို့ရဲ့ revolution day ငါတို့ရဲ့တော်လှန်ရေးနေ့ပေါ့။ဒီ week ကပွဲမှာသူတို့ကိုမဲမပေးရင်မဲမပေးတဲ့သူအကုန်လုံးကိုသူတို့တွေတက်တက်ပါလိမ့်မယ်။ဆရာတို့လက်ရှိသူတို့အုပ်ချုပ်ခံနေနေတွေ့သူရဲ့အုပ်ချုပ်ခံနေတဲ့ အထူးသောကျွန်တော်တို့ပြည်သူတွေသူတို့ကမဖြစ်မနေမဲပေးရဖြစ်တယ် Hello Charity မြို့ပြည်သူညီကောင်မော်မာများအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရယ်2025ခုနှစ် March လ28ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာတော်လိုင်းရင်အားစုတွေကနေပြန်မယူဆောင်လာပေးတဲ့သတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်အားလုံးပဲပေါ့နော်ကျွန်တော်တို့အတူအဆက်ဆုံးဗီဒီယိုကိုကြည့်ရှုပေးချဖို့ဖိတ်ခေါ်လိုက်ပါရယ်ဆိုတော့ကျွန်တော်တို့ခါတိုင်းလိုပဲသတင်းတိုလေးတွေအရင်ဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ စကိုင်းတိုင်းရွှေဘိုခရိုင်တစဲမြို့ပေါ်မှာရှိတဲ့စစ်တပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား20ဦးထက်မနည်းတေဆုံးပြီးတော့မှစစ်တုံးပန်းအုပ်နဲ့လက်နက်ခဲယမ်းချုပ်တင်းဆဲရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲကနဦးဖြစ်တဲ့ရဲကနေစတင်ပြီးတော့မှအခုချိန်ထိဖြစ်နေဆဲပါတစဲမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တာကြီးမို့ပါဦးစစ်ကောင်စီကခိုင်မာစခန်းအလုံးကိုတိုက်ခိုက်တာဖြစ်ပါတယ်တပ်ဖွဲ့တွင်စစ်တုံးပန်းဖြစ်နှုတ်ကိုဖမ်းဆီးရထားပြီးတော့မှအခုချိန်မှာလွှဲတဲ့အဆောင်ရှောက်မှုတွေထောက်ပံ့မှုတွေပြောပြပေးထားပါတယ်။ လက်နဲ့တင်ဆက်မှုကတော့တိုက်ပွဲတွေမှာဖြစ်တဲ့အတွက်တိကျတဲ့ချက်လက်တွေကောက်ခံလို့မရသေးပါဘူးစီးဆက်ဆက်ဖြစ်ပါတဲ့ဆူပရမအမ50နှစ်မြို့ဟာပေါ်ဦးစစ်ကြောင်းမှာတာဝန်ရှိသူတူကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်အရောက်ကားတယ်နော်ကျွန်တော်အရင်ရက်ကလည်းတင်ဆက်ပြတာပါလဲဆိုတော့ဒဇန်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီနဲ့ပြူစော်ထီတွေရဲ့စခန်းတွေအားလုံးကိုတော်လိုင်းရဆွေးရတဲ့ပြမချင်းမုံတိုက်ခိုက်နေတယ်ဆိုတာကိုကျွန်တော်တို့အသိရတာမလို့အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလောင်း20ကျော်တော်မှပေါ့နော်ကျွန်တော်ဘက်ကနေပြမရရှိထားတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာဘန်ကာဆော့ဖို့ပစ္စည်းတွေတည်ဆောင်နေတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်တပ်က9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သူတို့ကနေအိမ်တွေကိုဖြစ်ယူပြီးတော့မှတီးလုံးမှာဘန်ကာလို့ဖို့လာတဲ့တာကိုစောင့်ချိုတိုက်ခိုက်တာပါ။အဲ့ရွာတွေကပြူရွာတွေပြည်သူတွေဖမ်းဆီးတာမျိုးမရှိပါဘူး။တယ်လာတာကတပ်သားတွေအိမ်တိုင်တွေအဲ့ဒါတွေကိုယူပြီးတော့မှဘန်ကာဆော့မှာပြောဇီးဖြူကုန်းကယူပြီးတော့မှ တီးလုံးမှာစောင့်ပါပါတပွဲတွေမှာတော့ဇီးပြူကုန်းနဲ့တီးလုံးရွာထက်ကကောင်တွေကထွက်ပြီးပြန်ပြစ်တယ်ကျွန်တော်တို့ဘက်ကလက်နဲ့မများတော့ပြန်ဆုတ်ခဲ့ရတယ်ကျွန်တော်တို့လက်နဲ့ကြီးတွေဖြည့်တင်းဖို့လွတ်သေးလို့အကူအညီလိုအပ်နေပါတယ်ဒီပြူရွာတွေရှောင်နေတဲ့စပေးရှောင်ပီတူတွေအတွက်ဆောင်ရနေလဲအကူအညီလိုအပ်နေပါတယ်ဆိုတော့မှမော်ဝီယာရွှေဘိုတာဖွဲ့ကတောင်းရှိသူတို့ကနေပြတော့ပြောဆိုထားတာပေါ့နော်ဆိုတော့ကျိုးဘက်ကနေပြတော့မှဒီလိုမျိုးစကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူခွဲတွေကိုနှီးမျိုးစုံနဲ့တိုက်ခိုက်နေတဲ့ကျိုးတို့အညာသား PDF တပ်ဖွဲ့ဝင်တွေကိုရရနေနေပေါ့နော်ကုညီထောက်ပံ့ဖို့လွှမ်းနေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ကျတို့ဘယ်နေရာရောက်ရောပေါ့နော်တော်လိုင်းရအဆူတွေရချင်းမွှင်းချင်းကိုခံရတာမလို့မိဘပြည်သူတွေနဲ့ဒီတော်လိုင်းမှာပြည်သူတွေနဲ့သူတော်လိုင်းတပ်ဖွဲ့ဝင်တွေကြားထဲမှာပေါ့နော်ကောင်းမွန်တဲ့စစ်ဆန်ရေးတွေရှိဖို့လွှမ်းနေတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တဖို့အနေနဲ့ကတော့ တနင်္သာရီတိုင်းပူလောမြို့နယ်ရုပ်ပုံကျောက်မှာရှိတဲ့စစ်ကောင်စီစစ်ကြောင်းထိုးတဲ့နေရာမှာရှေးဆောင်လမ်းပြဖြစ်ပေါ်ဝင်တဲ့ပြူစတိကောင်းဆောင်ဆိုတဲ့ဦးသိန်းစော်ကိုပြစ်ခတ်ခဲ့လို့နေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။သိန်းစော်အေးကရွာမှာအရန်ဆိုးတဲ့သူ2021စတက်အာနာသိန်းစင်ကအာနာဖီဆိုင်ရဲ့လှုပ်ရှားမှုတွေမှာပေါ်ဝင်တဲ့စီရင်ဝင်ထမ်းတွေကိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းဖမ်းဆီးခြင်းချင်းချောင်းငွေကြေးတောင်းခံခြင်းချင်းချောင်းငွေကြေးတောင်းခံခြင်းစတာတွေလို့တဲ့ပြီးတော့စစ်ကောင်စီစစ်ကြောင်းရွာထဲကိုဝင်လာရင်လမ်းပြဖြစ်လိုက်ပါပြီးတော့မှရွာထဲကနေတွေကိုမိရှုဖြစ်စီးတဲ့နေရာမှာပဲ ထိတ်ဆုံးကနေပေါင်ခဲ့တဲ့လူဆိုပြမပြီးသူကဝေးတက်မှာတော့မြေခရင်အမတ်တက်ရင်ရပေါ့နော်ပြန်ချိုက်တောင်ဟန်ကိုဝါနိုးကနေပြမပြောဆိုထားတာပဲဖြစ်တယ်အဲ့လိုမျိုးကောင်တွေကျွန်တော်ကနေပြမပေါ့နော်မြေများရှင်းပြနိုင်ဖို့လိုနေတာပဲပြမကျွန်တော်မိဘပြည်သူတွေနဲ့လည်းစစ်ကောင်စီနဲ့ပူးပေါင်းပုံနေတဲ့ဒီစစ်တပ်တော်တွေကိုသိရှိတယ်ဆိုရင်တစ်ဆိုင်ရတော်လိုင်းရေးပို့ကိုယ်တွေစီမှာပေါ့နော်တေချာလေးကိုအမြန်ဆုံးပြဖို့ကြဖို့ကျွန်တော်ဒီနေရာကနေနှွံ့ညွန့်တောင်းဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့ မြောင်းလိုင်းရက်ဒီကျင်းပဖို့လို့နေတာပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီဘက်ကနေကျွန်တော်တို့ပြည်သူပြည်သားတွေကိုဘယ်လိုမျိုးချင်းချောက်ပြောဆိုခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးရဲဘော်ရှင်လေးပြောထားတဲ့ဟာပဲဖြစ်ပါတယ်ရဲဘော်ရှင်လေးဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်ဒီရွေးကောက်ပွဲမှာသူတို့ကိုမဲမပေးရင်မဲမပေးတဲ့သူအကုန်လုံးကိုသူတို့တွေပြတ်သက်ပါလိမ့်မယ်ဆိုတော့လက်ရှိသူတို့အုပ်ချုပ်ခံနေမြေတွင်သူတို့ရဲ့အုပ်ချုပ်ခံနေတဲ့အထူးသောကျွန်တော်တို့ပြည်သူတွေသူတို့ကိုမဖြစ်မနေမဲပေးရမှာဖြစ်တယ် အရင်တစ်ချိန်လုံးကကျွန်တော်တို့ဒါသက်ဆိုင်ရာပါတီအသီးသီးဟာသူတို့တွေရွေးချယ်ခံရဖို့အတွက်ရွေးကောက်ခံရဖို့ဖြစ်ဖို့အတွက်ပြည်သူကိုအမျိုးမျိုးမလုံးနေပြီးစီယုံဒါပေမဲ့သူတို့တွေသူတို့တွေဒါဒီနေရာမှာရလာခဲ့ရင်ဒီနေရာမှာရှိတဲ့ပြည်သူတွေကိုဘယ်လိုမျိုးလှုပ်ဆောင်ပေးမလဲအဘလိုမျိုးဒါမီးရင်ဆိုလဲရအောင်လှုပ်ပေးမယ်ဥမာဘောပုံစင်းလုံးလေးလဲ short ချမယ်อืมပြီးတော့ကျွန်တော်တို့ဒါအရက်သားဒါလူစင်ရနေတဲ့ကျွန်တော်တို့မိသားစုကိုညမ်းမာရေး ဒါစောင့်ရှောက်မှုပေးမယ်ဆိုတဲ့ဘာညာဘာညာဆိုတဲ့မလုံးမျိုးတွေဒီတစ်ခေါက်ရွေးကောက်ပွဲမှာကြားရမှာမဟုတ်ဘူးအကြံဖတ်အုပ်စုဥဆောင်တဲ့ရွေးကောက်ပွဲဆိုတော့ဒီရွေးကောက်ပွဲမှာတော့ရှင်းပါလေသူတို့ကမဲမပေးရင်မဲမပေးတဲ့ကောင်ကိုပြစ်တတ်ပါလိမ့်မယ်မထားရမှာနော်အကောင်တွေပြီးရင်နေရာတိုင်းမှာသူတို့အုပ်ချုပ်တဲ့နေရာတိုင်းမှာမဲဘုံတွေရောက်လာမှာပါတိကျပါတယ် အုတ်ချုပ်ခံနေတဲ့သူတွေအနေနဲ့သူတို့ကိုမဲပေးဦးပေးရမှာပဲကြိုက်လို့ပဲဖြစ်ဖြစ်မကြိုက်လို့ပဲဖြစ်ဖြစ်ကြောက်လို့ပဲဖြစ်ဖြစ်မကြောက်လို့ပဲဖြစ်ဖြစ်ဘာမလုံးမပေးစရာမလိုဘဲနဲ့ကိုသူတို့ကိုမဲတေချပေါက်ပေးကိုပေးရမယ်အခြေအနေတရက်ကိုသူတို့ကထုတ်ပေါ်လာတာအဲ့ဒီအခြေအနေကလည်းကိုယ့်ရဲ့အသက်နဲ့ကိုလောင်းစားလောက်ရမယ်ဘိုးရပါလူငယ်တွေအနေနဲ့ အေးစစ်စစ်မနေဘူးဆိုရင်လိမ့်နေမမမနေဘူးဆိုရင်ပြောချင်တာကတော့သူတို့ကိုမစန့်ကျင်ဘူးသူတို့ကိုစန့်ကျင်လာရင်သူတို့စကားနားမထောင်ရင်ဦးကောင်းတဲ့နောက်စိတ်ကိုပဲပြစ်မယ်ဆိုတဲ့အပြောအဆိုတွေလက်ရှိအကြမ်းဖက်ဖက်စစ်တက်မှာတုံးနေကြပါဘူး ါဒါကကျွန်တော်တို့ပြည်သူတွေနဖူးတွေဒူးတွေရတော့မယ်မကြာခင်ရေကောက်ပွဲကာလမှာတွေ့လာရမှာပါဒါကြောင့်ကျွန်တော်တို့ပြည်သူဘလို့မှရွေးချယ်စရာအခြေအနေမျိုးလုံးလုံးမရှိရေဘော်ရှန်လေးပြောသလိုပဲပေါ့နော် မြောက်လန်တို့အစုကနေပြည်ထမဟုဆိုရင်နိုင်ငံရေးဒီဖက်ကွက်စားပါတီဝင်တို့နဲ့ပူးပေါင်းပြီးတော့မှသူတို့ဒီနိုင်ငံရေးထွက်ပေါက်ချဖို့ကြံရည်နေတဲ့ဘက်ဖြစ်ပါတယ်ကျွန်တော်တို့ကနေပြည်ထမလည်းမြောက်လန်ဒီလိုမျိုးဆက်လက်ပြီးတော့မှ USN ပြည်ထမပေါ့နော်ပြည်သူလူထုကိုချင်းချောက်မယ်ဆိုရင်တော့ဒီသူတို့ချင်းပဖို့ယူရနေတဲ့ရွက်ကောက်ဘွဲမတိုင်ခင်မှာပဲအပြည့်ဖြိုချဖို့ပြောဆိုထားကြတာမလို့ကျွန်တော်အနေနဲ့ဘလိုခင်းချင်းတွေလောင်းမလဲဆိုတာတော့ဆောင်းချက်မှာဖြစ်ပါတယ်ဘလိုပဲပြောပြောပေါ့နော်ကျွန်တော်တော်လိုင်းရဲဆိုတွေနဲ့ပြည်သူတွေအလုံးကနေပြီးတော့မှသူတို့အနေနဲ့ဒီရွေးကောက်ဘွဲကိုစန့်ချင်ဖို့လုပ်နေတာဖြစ်ပြီးတော့မှမကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ ကောင်းမွန်တဲ့ပေါ့နော်အရွေးတစ်ခုကိုမြင်ရမလို့မျှော်လင့်ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ခေတ္တကသတင်းသဘောလေးဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်နေပြီးတော့မှရန်တီဥတုပူပြင်းနေလို့ဆိုပြီးအချက်ဖက်စကောင်စီတက်ကဒီကနေ့လောက်တဲ့တို့ရဲ့စီရေးပြအခမ်းအနားကိုနေဝင်ကျေညနေ9နာရီမှစတင်ဖို့စီစဉ်ခဲ့တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အင်းအခုလိုပဲပြီးခဲ့တဲ့နှစ်ကလည်းအချက်ဖက်စကောင်စီဟာတို့ရဲ့တနင်္လာတစ်ခါပြုတ်လုတဲ့စီရေးပြအခမ်းအနားကို နေဝင်ချင်းညနေပိုင်းမှာပဲပြုတ်လုခဲ့တာဖြစ်ပြီးအခုနှစ်မှာလည်းညနေပိုင်းပဲပြုတ်လုခဲ့ပြန်တယ်ဆိုပါတယ်ဟိုးအရင်နှစ်တုန်းကတော့ရာသီဥတုဘလောက်ပဲပူပူစစ်ကောင်စီကသူတို့ရဲ့တနေ့တစ်ခါလုတ်တယ်စီရေးပြအခမ်းအနားကိုအခုလိုနေဝင်ချင်းကြီးဖြစ်တဲ့ညနေပိုင်းတွေမှာပြုတ်လုလို့မရှိပဲနိုင်ငံတော်ကသူတို့စစ်တပ်ကအကြည့်ကျစစ်ရှုံးပြီးနေမြေတွေလက်လွတ်ရပြီးနောက်မှာတော့ပြီးခဲ့တဲ့နှစ်ကစပြီးသူတို့ရဲ့စီရေးပြအခမ်းအနားကိုနေဝင်ချင်းညနေပိုင်းမှာသာပြုတ်လုလာတာဖြစ်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ် ဘာရရရလဲမသိဘူးနော်။ဟာကုနေဒီကနေ့မတ်လ28ရက်နေ့မှာပြုတ်လုတယ်။စစ်ကောင်စီရဲ့အဲ့ဒီစစ်ရေးပြအခမ်းအနားကိုတော့နေဝင်ချိန်ညနေ9:00နာရီမှာစတင်ဖို့စီစဉ်ခဲ့တယ်လို့အဲ့ဒီအခမ်းအနားမှာအကြံဖက် main online ကိုစစ်ရေးပြတွေကခြိတက်အလေးပြုပြီး main online ကသူတို့စစ်တဲ့အခြေအနေကိုစစ်ဆေးတာတွေစကားပြောတာတွေလှုပ်ဆောင်မှဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ခုဒီမှာကျွန်တော်တို့ကြားတဲ့အတိုင်းပဲမြောက်လန်တို့အစုကနေပြတော့မှာပါနော်သူတို့ဒီနေ့ဒီ fixed dollar ရဲ့20ပြည့်မှာကျွန်တော်တို့ဘက်ကနေပြတော့မှာ တိုက်ခတ်မယ်ဆိုတဲ့သတင်းတွေကြားလို့တော်တော်လေးကိုသုံးလို့ချောချနေတာကိုတွေ့တာပဲဖြစ်ပါတယ်သူအနေနဲ့အရင်ကတည်းကပေါ့နော်လူမျိုးဗီဒင်ရဲ့တရားတွေကိုယုံပြီးတော့မှဒီညနေပိုင်းမှာသာဆေးပြပွဲတွေစတင်ပြီးတော့မှလှုပ်ဆောင်နေတာကိုတွေ့ရပဲဖြစ်ပါတယ်။ကျတို့တနည်းပြောရမယ်ဆိုတော့မြောက်လိုင်းတို့စစ်တပ်ပေါ့နော်။နေဝင်ချင်းကိုမြင်ရတော့မှအေးအောင်နေလားဆိုပြီးတော့မှတောင်းမှကျတို့ပြောလို့ရနေတာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမရက်ကွက်ပါတော့ပူတူမတော့အခုဆိုရင်တို့ဘောမချင်းချင်းပြန်ပြီးတော့အောက်ဖဲလန်ခံရလို့ပေါက်ကွက်နေတာပဲဖြစ်ပါတယ်ဒီပူတူမဘယ်လိုမျိုးချက်ကွက်လို့မျိုးဆိုနေပြောထားမလဲဆိုတာကျွန်တော်တက်ချက်လောက်ချစ်လဲရအောင်နော်ကျမကနော်ကျမမှာဥမာကျမကဒီတောင်းလမ်းမှာနေတော့ကျမတောင်းလမ်းရဲ့ရှေ့မှာတော့ရွှေပြည်သားတောင်းလမ်းရဲ့ရှေ့ကားလမ်းရှေ့တက်တက်မှာဟန်ချင်းထဲချုပ်ဆက်လို့ရှိတယ်အဲ့ဒီမှာကျမနာမည်ကိုဦးခိုင်ကျမ ID နာမည်27222အဲ့ဒီ နာမည်ပိုးခိုင်း ID နာမည်အခွန်နဲ့နဲ့လို့ရိုက်ထည့်လိုက်တာနဲ့ဘယ်နေ့လဲရမှာအလုံးဝင်ခဲ့တယ်ဒီဆက်ရုံမှာဘယ်နေ့နဲ့အလုံးလုံးခဲ့တယ်ဘယ်နေ့ဘယ်ရမှာအလုံးထွက်ခဲ့တယ်ဆိုတက်ပြီးထောက်တာရှိတယ်တမိုင်းဆိုတာဖြောက်လို့မရဘူးလေလို့မရဘူးဟုတ်ကဲ့ရန်ကုန်တမိုင်းဘလို့မှာအဲ့ဒီနှစ်နှစ်ရာပဲနေဘူးလေနော်ဆိုလိုချင်တာကသူများအကြောင်းကိုတပုတ်လင်းလည်းမပြောခင်ပါမင်းကဇက်ကယောက်ျားတာမယ်မိန်းမတာမယ်ဇက်ကယာတီလာနေတဲ့အောက်တက်စားဖြစ်မနေဘူးလားဆိုအရင်စုံစားဖို့လို။ဟာမကြည့် မီတော်ဘိုးကြီးခိုင်မဘိုးကြီးခိုင်အဖအမီဝင်ကိုကျွန်မ2018ရောက်မှဖွဲရတာ2010မှာဖွင့်လာတဲ့ရန်ကုန်မနားနေလို့နေမှမသိဘူး2015ရဲ့မှာရန်ကုန်ရောက်တယ်တခါတော့ကျွန်မအလုပ်လုပ်တာမင်္ဂလာတော့ဆောက်မှုဆောင်အထင်ရောက်ဆက်ရောက်ကျွန်မနာမည်ကျွန်မ ID နဲ့ပဲရိုက်ထည့်လိုက်တာလေအဲ့ဒီဆက်ရောက်မှာဘယ်နဲ့နဲ့အလုပ်လုပ်ခဲ့တယ်တက်တိထောက်ထားရှိတယ်ဒါပေမဲ့ကျွန်မကဒါတွေရှင်းမပြဘူးရှင်းပြဖို့မလိုဘူး ျမကိုနယ်မှာဖြတ်ချင်ရင်ကျမကိုတိတ်ခါချချင်ရင်ကျမပြောတယ်နိုင်ငံရေးအကြောင်းရောနိုင်ငံရေးလို့ခြေပါစမ်းကျမဆိုင်ခေါ်တယ်ကျမကအဲ့ဒါမျိုးအရန်သဘောကျတယ်ကျမကိုနိုင်ငံရေးလို့ပြန်ပြီးခြေပါနိုင်တယ်လူတော်သူတို့ပြောနိုင်တယ်လို့ရှင်ကျမအရန်ဝမ်းတာအဲ့ဒါမျိုးကျမအရန်တိုက်တာဘယ်မှမပြောရဘူးဘယ်ကောင်မှမပြောရဘူးအဲ့တော့ကျမဘယ်သူမှစောက်ပြုံးမဆိုင်ဘူးမတင်သူဆရာမကြီးပါနော်နော်ဆောင်းလာတော့ရှိတာအဲ့ဒီတော့ဒီကကျမပြောရမယ်ကျမကိုပါဘုရားဘာသာကိုနည်းမျိုးစုံနဲ့တက်ရှုပ်ပြီးတော့အပေါက်ချနေတယ်အချင်းသွေး 千分哦,哦，哎，那股票来，你他妈，他妈，牵多的手，手，手，手那么低，哎、哦，人家不咋干了，哎，手挂、so、的，哎家如今跳面，人家不咋，哎，手挂的呢，对啦，他妈，我前天也带苹果出来，他怕干，哎，我东厂都骗不到好股啦，说这，这妈肉干，我一闻到就来变脸了，都干了不，不好干，啊，说哪老，他妈招标现在，他他妈在一手囤一百亿。 ကျွန်မဖုန်းကိုဘယ်သူမှဆက်သွယ်လို့ရတယ်ကျွန်မဖုန်းနံပါတ်ဒီဒီတိုင်းပေးထားတာเนาะကျွန်မကုန်းဆက်တဲ့လူတွေအများကြီးရှိနေတယ်တချို့ဆိုကျွန်မကုန်းဆက်ပြီးတီးတိုင်ထိုင်ဆဲနေမှရှိဆဲတာနဲ့တောင်းနေသေးတယ်เนาะကျွန်တော်ခုဆိုရင်ပြည်သူပြည်သားတွေပုံမှာဒီချင်းချောပြောဆိုပြီးတော့မှမျောလိုက်တော့ဆက်တဲ့ကိုမုန်ချတက်ခတ်မှုတွေစက်တိုက်ဖြစ်ပေါ်အောင်ပေါ့နော်လွန်စော်ပေးနေကြတဲ့အုပ်စုတွေထဲမှာပူတူမလည်းပေါ်နေတာဖြစ်တယ်ဆိုတော့အခုဆိုရင်ပူတူမရဲ့အကြောင်းတွေကိုသူတို့ဘောမှာချင်းချင်းကနေပြန်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  ဖော်ထုတ်နေတာမဟုတ်လို့ပေါ့နော်ပေါ်ကွက်နေတာပဲဖြစ်ပါတယ်ဘူးသူမအနေပြီးတော့မှကျွန်တော်တို့မြို့ပပြည်သူတွေကိုနိုင်ငံရေးအသည့်မရှိဘူးဆိုတဲ့ပုံစံနဲ့ပြောဆိုထားတာမဟုတ်လို့ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့မြို့ပပြည်သူတွေနဲ့လည်းဘူးသူမရဲ့စကားနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့အမြင်လေးတွေချိုင်းပေးခဲ့ချဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအပသားတကောင်ဖြစ်တဲ့ပေါ့နော်။ကိုကြီးဆိုတဲ့ငနဲ့ကနေပြတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်တွေကိုဘယ်လိုမျိုးစိန်ခေါ်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ Today is our revolution days. ဒီနေ့ကငါတို့မြန်မာနိုင်ငံရဲ့ တော်လှန်ရေးနေဖြစ်တယ်မင်းတို့ရဲ့စောက်စောက်စောက်ပြတ်တော်လှန်ရေးမဟုတ်ဘူးနော်ဟွန်းလာသေးတယ်နော်ငါတို့ရဲ့ငါတို့မြန်မာလူမျိုးတွေအားလုံးစုစည်းပြီးတော့နော်ဖက်စစ်ဂျပန်ကိုစတင်ပြီးတော်လှန်နေတော်လှန်ရေးနေဟုတ်လားအတိအတော်ပြောရလို့ရှိလို့ရှိရင်မန္တလေးမြို့ဘုံမူဘာတူဦးဆောင်တဲ့တက်ကစပြီးတင်းနေနေလို့ခေါ်တယ်ကွာနော်ဒါကိုဆွဲပြူပြီးတော့ငါတို့မြန်မာတက်မတော်နေဆိုပြီးတော့တက်မတော်နေကိုကျင့်ပါခဲ့တယ်နှစ်စင်နှစ်တိုင်း ်နော်အမှန်တကယ်ကဒါငါတို့ရဲ့ revolution day ငါတို့ရဲ့တော်လှန်ရေးနေပေါ့နော်အဲ့တော့မင်းတို့သိကြဘူးကတော်လှန်ရေးနေတယ်တက်မလို့နေရအတူတူပဲနော်တက်မလို့နေတက်မလို့နေဆိုစွတ်မုန်းနေတယ်ဟောတော်လှန်ငါတို့ညီမတတို့တလုံးရဲ့စတင်တော်လှန်နေနေဘူးတက်မလို့နေကဆွဲပြီးယူထားတာဟုတ်ပြီလားကဲမင်းတို့ကောင်းနေ တိန်းထားတဲ့မျိုးတွေတမျိုးသိမ်းပြပါတိန်းတိန်းထားတဲ့မျိုးတွေတမျိုးသိမ်းပြပါလို့ပြောလုံးဝကြည့်လို့နော်အခုနောင်ချိုးကိုဘောင်းမတ်တက်မလို့ကနေတမျိုးလုံးဝိုင်းလာပြီးွားနော်စစ်ကြညာစာတန်းအခွင့်ရေးတောင်းခုပေးမင်းတို့လေလက်နက်ချအငန့်ခံမလား surrender ဒါမှမဟုတ်လို့ရှိရင်မင်းတို့လေအသေးခံတိုက်ပွဲဝင်မလားအရန်ကြိုက်တဲ့ဒီစကလုံးနော် defend to the death test option နော်မင်းတို့ဒီမျိုးကနေပြီးတော့သုံးရက်အတွင်းစောက်ခွာမလားအင်းအရန်ကြိုက်စစ်ကြောက်လို့ကောင်းနေတော့မှာနော်စစ်ကြောက်စားတယ်ထုတ်ပြီးမှတိုက်ရတယ်ကွာမင်းတို့လိုကလင်တစ်ခိုးချောင်ခိုးရဲ့ပြက်လာချောင်းမျောပြီးတော့တိုက်နေကြမှာမဟုတ်เนาะဒါက institution တစ်ခုအနေနဲ့ဒီလိုမျိုး Jennifer convention အရာစစ်ကြညာတွေတိုက်မယ်ဟုတ်ပြီလားအဲ့တော့လွတ်အောင်ပြေမင်းတို့ပလောင်နေဟဲ့လားပလောင်နေပြီလက်မရောက်သွားပြီ မလွတ်အောင်ကြီးမင်းတို့အပီးတော်တော့မှာမိပညာပေါင်းစုံသုံးပြီးတော့ဟုတ်လားဂျားထဲမှာမင်းတို့ကြုံခံနေတဲ့ဟိုငါတို့ရဲ့နော်ညီမလူမျိုးလေးတွေမင်းတို့လက်ကဲဒီဘာသားတော့ဗောနော်အခုချိန်မှာတော့တင်းနယ်လေးနဲ့ PDF တွေကိုစင်ဟောပြောဆိုထားတာကိုတွေ့ရပဲဖြစ်ပါတယ်သူတို့ဒီ physical online တွေကိုဆွဲပြပြတော့မှာဗောနော်တမတော်နေ့ရဲ့ ဒီအထူးမြတ်နေ့မှာကျွန်တော်ဘက်ကနေပြတော့မှပြန်ပြတော့ပါเนาะခိုင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ချင်းချောပြောဆိုထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ဒီကောင်တွေကတော့အခုဆိုရင်လေးပဲရှိတော့တာပြတော့ပါเนาะဒီတွေ့တိုင်းရှုံးနေတာမို့လို့ဘလူးချင်နေမင်းမှာပဲဖြစ်ဖြစ်သူတို့အနေနဲ့အားချောင်ပြတော့မှကျွန်တော်ပြည်သူတွေဘက်ကိုနိုင်တဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့ဒီတိုက်ပွဲမှာဘယ်သူကအရှင်ဘယ်သူကဆေရှုံးသမားလဲဆိုတာကျွန်တော်ကိုကိုကွက်နဲ့ပေါ့เนาะမိဘပြည်သူတွေမြင်ရတော့မှာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ ပရိပရာတွေထပ်ထပြောရပါတော့။မြောက်လိုင်းကိုကျွန်တော်တို့တော်လံပြတော်သတ်တူဖြစ်တဲ့ကိုနာဝါနေပြတော့ဆုံးမပြောဆိုထားတဲ့အားလေကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။အမှချမ်းသာကြပါပါတီဒိုဒီမိုကရေစီစနစ်ကိုတကယ်လူချင်းလို့ရှိရင်ကန်တော်ခါစလုပ်နေတဲ့ကိုဘောဆောင်မှုကလူပါတယ်။အဲ့ဒါလုပ်မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချက်အောင်မြင်ရမယ်တာ။မိုးချက်အောင်မြင်အောင်ကျွန်တော်ကြာပြောရပါတယ်။ပြောရတယ်နော်ဒီခွေးရုံးနဲ့ဒါဒီတော့ကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်မပြောပြဘူး။အလိုအဆက်သက်ရ အောင်မြင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဗျာပြည်သူများလည်းအားလုံးကျန်းမာချမ်းသာကြပါစေ။နောက်အစစအရာတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်။ပါတီစိုးဒီပိုကစ်စင်းကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာ။ပထမဦးဆုံးအင်တာဗျူးနေတဲ့မီဒီယာကိုပဲကြည်လိုက်ပါ။စကိုင်းနက်နဲ့ MRT စစ်တပ်ကဝါဒဖြန့်ချီဖို့ထူထောင်ထားတဲ့စစ်တပ်ရဲ့မီဒီယာကစစ်တပ်ကိုအင်တာဗျူးတယ်။အဲ့တော့ဗာနဲ့သူလဲဆိုတော့ကိုမွေးထားတဲ့ ကိုခြံတဲ့ကခွေးကိုဟာကိုလက်ပေးတင်ပြီးတော့လူကြားတဲ့ခေါ်ထုတ်လာသလိုပဲเนาะအဲ့ဒါနဲ့ပုံစံသူနေတယ်အဲ့တော့စစ်တပ်ကပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့လည်းပြောတယ်ပြိုင်ဘက်ပါတီပြိုင်ဘက်နိုင်ငံရေးအင်အားစုတွေအကုန်လုံးကိုထောင်သွင်းအကျဉ်းချထားတယ်တချို့တွေကလည်းညှဉ်းပန်းနှိပ်စက်တက်ဖြတ်လို့တီကုန်ကြပြီအဲ့ဒါကိုပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ပြောတော့ဗာနဲ့တူတယ်ဆိုတော့ဟောမင်းအွန်လိုင်းရဲ့မိမနဲ့မင်းအွန်လိုင်းရဲ့တမီးကစစ်တမ်းရထဲလာပြီးစစ်သားအငယ်လေးတွေနဲ့ဖောက်ပြန်ပြီးတော့ဖောင်းတိုင်းဖောင်းတိုင်းလှုပ်တာကိုလူမသိသူမသိ ဖုံးကွယ်တယ်လို့ဖုံးကွယ်တဲ့ပုံစံနဲ့တူနေတယ်ဗျာเนาะအဲ့တော့ရွေးကောက်ပွဲလုပ်ရဲဆိုတာကနိုင်ငံတကာကဂုံတိတ်ခါရှိတဲ့ရွေးကောက်ပွဲစောက်ကြည့်လိလာရေးအဖွဲ့တွေရှိရမယ်နိုင်ငံတကာကိုပွေလင်းမြင်သာချပြရတယ်ပြီးရင်နိုင်ငံတကာကဂုံတိတ်ခါရှိတဲ့မီဒီယာတွေပြည်ပမီဒီယာတွေအကုန်လုံးအချိန်မရွေးဝင်ရောက်စစ်ဆေးပိုင်ခွင့်ရှိရမယ်အဲ့ဒါမှဒါလင်းတကယ်စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်မယ်ဒါအားလုံးယုံကြည်လက်ခံတဲ့ဒီမိုကရေစီရွေးကောက်ပွဲဖြစ်မယ်အခုကအဲ့လိုမှမဟုတ်ဘဲနဲ့စစ်တပ်ကဖွဲ့စည်းထားတဲ့ရွေးကောက်ကော်မရှင်စစ်တပ်က ထူထောင်ထားတဲ့စစ်တပ်မီဒီယာနဲ့စစ်တပ်ကဖွဲ့စည်းထားတဲ့စစ်တပ်လူတွေနဲ့ပဲလှုပ်တဲ့ဒီရွေးကောက်ပွဲကိုပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမဟုတ်ဘူးအဲ့ဒါကဘာနဲ့တူလဲဆိုတော့မင်းအောင်လှိုင်မင်းမနဲ့မင်းအောင်လှိုင်ရဲ့တမီးကဟောစစ်တပ်ထဲလာပြီးတော့စစ်သားအငယ်လေးတွေနဲ့ဖောင်းတိုင်းဖောင်းတိုင်းလှုပ်တာကိုလူမသိသူမသိဖုံးကွယ်နေတဲ့ပုံစံနဲ့တူနေတယ်အဲ့ဒီတော့စစ်တပ်ရဲ့ပြောပြနော်အယောင်ဟန်ပြရွေးကောက်ပွဲကိုကျွန်တော်တို့ပြည်သူလူထုလုံးဝလက်ခံစရာမလိုဘူးဒါကိုမပြက်ပြက်အောင် ဖြက်စည်းရမယ်ဒီရွေးကောက်ပွဲကိုဖြက်စည်းရုံနဲ့မပြီးသေးဘူးเนาะနေပြည်တော်ကိုခွေးသိုးပေါက်ကနေဝင်ပြီးတော့မြန်မာနိုင်ငံရဲ့အမြင့်မြတ်ဆုံးနေရာမှာခွေးတွေဝင်ထိုင်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံကအင်မတန်မှစက်တရေရုပ်ပြီးတော့မှဆုံးရှုံးနေတာမှုတွေများနေပါတယ်အဲ့တော့အဲ့ဒီနေပြည်တော်မှာခွေးသိုးပေါက်ကနေဝင်ထိုင်နေတဲ့အဲ့ဒီခွေးတွေကိုပါခွေးပြေးဝက်ပြေးပြေးအောင်ကျွန်တော်တို့ကမောင်းထုတ်ရမှာဖြစ်တယ်အဲ့ဒီလိုမောင်းထုတ်နိုင်မှဒါလင်းမြန်မာပြည်သူလူထုရဲ့ချမ်းသာကြွယ်ဝမှုအားလုံးမြန်မာပြည်သူလူထုပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာအားလုံးပြည်သူလက်ထဲကိုပြန်ရောက်လာမှာဖြစ်ပါတယ် ော်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးဒီနေပြည်တော်ခွေးသူပေါက်ကနေဝင်ပြီးတော့မှမြန်မာနိုင်ငံရဲ့အမြင့်မြတ်ဆုံးနေရာကိုတတ်ထိုင်နေတဲ့အဲ့ဒီခွေးတွေကိုကျွန်တော်တို့တွန်းလှန်တိုက်ခိုက် မောင်းထုတ်ရမှာဖြစ်ပါတယ်ကိုနံပြောတော့ရေးအောင်ကောင်းတယ်နော် မြောင်းလန်တို့မိသားစုအနေနဲ့အခုဆိုရင်တို့စစ်ပြီးတော့မှအာနာတီမြဲနိုင်ဖို့ဆိုရင်ဒီလိုမျိုးကော့ဘော်တွေကျွမ်းဖောက်ဖို့လိုနေတာဖြစ်ပြမသူအနေနဲ့ပေါ့နော်နိုင်ငံရေးပါတီဝင်တချို့လည်းမလုံးပိတ်ပြီးတော့မှဆွဲဆောင်ပြောဆိုထားတာကိုတွေ့ရပဲဖြစ်ပါတယ်သူပြောတဲ့ပါတီဆွန်ဒီမိုကရေစီရွေးကောက်ပွဲဆိုတာတော့အမိခံတာဖြစ်ပြီးတော့မှပေါ့နော်အတိတ်ကတော့မြောင်းလန်တို့စစ်ကောင်းဆောင်တွေကနေပြီးတော့မှကြီးမှုကျင်းပမဲ့ရွေးကောက်ပွဲပဲဆိုတာအလုံးတည်ထားတာပဲဖြစ်ပါတယ်ဆိုတော့မြောင်းလန်ရဲ့ရွေးကောက်ပွဲနဲ့တူအခုဒီတော်လိုင်းရင်းမှာကျွန်တော်တို့ ပြည်သူတော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ပေါ့နော်တိုက်တာလင်းကန်တပ်ဖွဲ့ဝင်တွေကလည်းပြီးတော့မှလက်မခံကြောင်ပြသထားတာမို့လို့မျှော်လင့်နေတဲ့ဆက်လက်ပြီးတော့မှဒီဒီလောက်ပဲရွေးအောင်မယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့မှပါနော်သူရှိတဲ့နေပြီးတော့ထိတိတိမ်ဖို့လိုရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိဘပြည်သူတွေနဲ့လည်းတော်လိုင်းတရင်တွေကိုနားဆွင့်ပြီးတော့မှရဲရဲနီးနဲ့ဒီတော်လိုင်းမှာထက်ထက်ဝင်ပူအောင်ပေါ့မယ်ဆိုရင်ကျွန်တော်အနေနဲ့ပေါ့နော်မကြခင်မှာတော့မျှော်လင့်ရွေးကောက်ပွဲတော်မှာကသူတို့ဆက်အာနာရှင်စနစ်ကိုပါကျွန်တော်အနေနဲ့ တင်ပေါင်းချနိုင်မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မိဘပြည်သူများအလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာ Channel ညာလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။